ဘယ်အခြေချစနစ်မဆို အစာရေရှိတဲ့နေရာမှာတားရဲကြီးတွေနေထိုင်တတ်ကြပါတယ်။အခုလဲရှေဦးအန်ဝါပြလဲပြင်းမှာ အမဲလိုက်ပွဲကြီးထစ်ပေါ်နေပါတယ်။ယနေ့ခေတ်တင်ကြီးငတ်နဲ့ပုံတရံတူတဲ့ Happy Ronat လို့ခေါ်တဲ့ဒီငတ်တွေဟာရေအောက်ကငားမျိုးတွေကိုဖမ်းယူစားတောက်နေကြပါတယ်။သူတို့မျိုးချနိုင်လောက်မဲ့ငားတွေကိုသာဖမ်းယူစားတောက်ကြပါတယ်။သူတို့ရဲ့ခြေလောက်တွေဟာငားတွေကိုဖမ်းယူရမှာလင်းမြန်စွာကူးပတ်နိုင်ဖို့ကူညီပေးပါတယ်။ Happy Ronat ငတ်တွေမှာ ရှေလျားနဲ့နှုတ်သီးတရှိပြီးသူတို့ရဲ့သွားတွေဟာလည်းနောက်ပြန်ကွေးညတ်တဲ့ပုံတရံနဲ့ငါးဖန်ရမှာတိကျမှုကိုရရှိသေးပါတယ်။ယနေ့ခေတ်တင်ကြီးငတ်တွေမှာတော့ဒီလိုသွားမျိုးမရှိကြတော့ပါဘူး။ဒါပေမဲ့တခြားတားရဲကြီးတွေရောက်ရှိလာချိန်မှာတော့အမဲလိုက်ပွဲဟာဒီငတ်တွေအတွက်မဟုတ်တော့ပါဘူး။သူတို့ဟာတဖန်ပြန်လဲကတားကောင်အဖေကိုရောက်ရှိသွားပါတယ်။အေဖာရောလို့အသားစားငါးကြီးတွေဟာငါးမီတာလောက်ရှိပြီးပင်လယ်ပြင်ရဲ့ထိပ်တန်းတားရဲကြီးတွေထက်ကတကောင်ပါ။သူတို့ဟာ ဂရစ်တရှက်ခေလွန်ကာလတွေမှာအရှိအလယ်ပိုင်းပင်လယ်ပင်ကကြောင်းကိုအုပ်စိုးခဲ့ထိပ်တန်းသားရဲကြီးတွေပါယနေ့ခေတ်ထိပ်ပန်ပညာရှင်တွေဟာ၄မီတာလောက်ရှိတဲ့ Trifatina ကြောက်ဖိယုတ်ကျွင်းရဲ့ဝမ်းပိုက်ထဲမှာဒသမ၈မီတာလောက်ရှိတဲ့ Saudi ငမန်းတကောင်ရဲ့ကြောက်ဖိယုတ်ကျွင်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်ဒါဟာသမိုင်းမတင်မီခေတ်ကာလတွေမှာဒီလို၅မျိုးစိတ်ကြီးနေရှိခဲ့တယ်ဆိုတာသက်သေပြနေပါတယ်အစမှာတော့ငားတွေဟာနေရာတိုင်းမှာရှိနေတော့အမဲလိုက်ရမှာအဆင်ပြေနေခဲ့ပါတယ်ဒါပေမဲ့ အချင်းအတော်ကြာဒီလိုဖန်ယူစားသုံးပြီးတော့တဖြည်းဖြည်းမျိုးတုံးပျောက်ကွဲသွားနိုင်ပါတယ်။ဒါကြောင့်လဲယနေ့ခေတ်မှာဒီလိုငါးမျိုးစိတ်တွေမျိုးတုံးပျောက်ကွဲသွားကြတာပဲဖြစ်ပါတယ်။ Happy Ronald ဟာအခုဆိုရင် तू ဟာတားကောင်အထစ်နဲ့ထပ်ပြေးဖို့လိုအပ်လာပါလိမ့်။တချိန်တော့ तू ဟာအမဲလဲမုဆုတယောက်ပါ။ तू ဟာအေဖာရိုလိုရေကူးမမြန်ပေမဲ့ကိုယ့်ပတ်ပြီးရေကူးတတ်ကြကြောင်းရှောင်းတင်းပြီးထပ်ပြေးလွတ်မြောက်နိုင်ပါတယ်။ ဟပီရိုနတ်တွေဟာတနားတွေကို15ကီလိုမီတာကနေ20ကီလိုမီတာလောက်ရေကူးနိုင်ကြပါတယ်။ဒါဟာမမြန်ပေမဲ့အေဖာရိုရဲ့လက်ကနေထွက်ပြေးဖို့တော့လုံလောက်ပါတယ်။ဟပီရိုနတ်တွေဟာအေဖာရိုရဲ့အတွက်တော့နောက်ထပ်အစာတစ်ခုပါပဲ။သူတို့အတွက်တော့အရာရာဟာအစာပဲဖြစ်ပါတယ်။ဒင်းငယ်တဲ့ငါးလေးတွေကနေသူတို့ရဲ့တဝက်လောက်ရှိတဲ့ငှက်တွေအထိပေါ့။ဒါဟာရေအောက်ကပါရဲ့အစာကွင်းဆက်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။